ဒီနေ့မှာတော့ KD ရာ RV ရခိုင်လေယာဆိုင်ဆွဲဆိုင်ဒီမှာရခိုင်အစားစာတွေတော့သစားဖြစ်ပါတယ် KD ရဲ့ဒီနေ့အတူတူပေါ့နော်ကဲဆိုင်ကြီးကတော့ကြောင်ကြောင်နေမှာဆိုရင်တော့အားလုံးသိချင်မယ်ထင်ပါတယ်ကဲရောက်ပါပြီ KD ရမှာတော့ဒါလေးတော့ရေပွဲတုပ်လေးပေါ့နော်ပြီးတော့ငပြောပြီးတုပ်လေးလည်းမှာထားတယ်အမှုတန်ဖိုးရာချော်လေးလည်းမှာထားတယ် ်မင်းကြော်လေးလည်းမာထားတယ်။ပြီးရင်တော့အရင်တော့တောက်ချင်နေတဲ့ငလေးကြောက်တောက်ဆန်းလေးလည်းမာထားပါဗျာ။အင်းဝဲရီဆုံရောက်ပြီဆိုတော့စားပါတော့မယ်နော်။အရင်ဦးဆုံးထမင်းကြော်လေးနဲ့စားလိုက်ရအောင်။ကဲအမထမင်းကြော်ဆိုင်လိုက်တာအရသာလေးကတော်တော်လေးကိုတိမိများပဲ။အရင်လည်းမချိုဘူးအရင်လည်းမဆောက်ဘူးပေါ့နော်။ကလေးရတီတီလေးအမစားကြည့်ရပေါ့နော်။ဟွန်းအရန်ကောင်းနေဆိုပြီးတော့လေနှစ်ယောက်သားတပိုးရကြနေအောင် ြီးရင်တော့ဒါလေးကတော့စချရတယ်ကစားကျင်နေတယ်အမှုကြော်လေးပေါ့နော်အမှုတံမူကကြော်လေးကလေကျွတ်ကျွတ်လေးနဲ့ထော်လေးရတာရှိရဲ့အမှုရိုက်တဲ့သူဆိုတော့လောကခွက်တီပဲပြီးရင်တော့သူပြေးထားတဲ့အချိန်နဲ့အမှုတံမူကကြော်လေးကိုတို့ပြီးတော့စားကြည့်ပါတယ်အရန်အရန်ခောက်ပါတယ်ဒါကတော့ငလေးကြောက်တောက်ဆန်းဟင်းချိုလေးပါ ။ငလေးကြောင်ကခီရီရောခီရီတတီရောပေါ့နော်။တခါမှမစားဘူးပေါ့နော်။အာဒါလေးကတော့ပထမဆုံးစားဖို့ပါပါ။ပထမဆုံးစားဖို့တာနည်းနည်းအရသာလေးကတော်တော်လေးကောင်းနေပြီ။ဒီဇိုင်းလေးမှတော်တော်လေးကောင်းနေ။ဒီငလေးကြောင်တောက်ဆန်းလေးကိုတောက်ကြည့်ဖို့ပြောချင်ပါတယ်။ငလေးကြောင်အသားလေးရလေးနူးနူးညံ့ညံ့လေးအထက်ကအယိုးလေးတွေရလေးတော့ဝါစားလုပ်ရတဲ့အနေထားလေးပေါ့နော်။ အမတီတီလေးရောက်အောင်ဆိုပြတာကြီးဆိုပြတီတီကိုလည်းတိုက်ကြည့်လိုက်တော့တီတီလည်းရှာလေသွားတယ်ပေါ့နော်။ခေရတော့ပြင်လဲစားတယ်ဆိုအများကြီးမတည့်ပေမဲ့ဒီရေပွဲလေးတော့စားလို့ရတယ်ပေါ့နော်။ရေပွဲတုပ်လေးကတော့တွေ့တဲ့အတိုင်းပေါ့နော်။လုံးဝချင်းချင်းဆက်ဆက်လေးဖြစ်မဲ့ပုံစံဆိုတော့လုံးဝထိမိညာပဲ။ရခိုင်လိုက်ရနဲ့တုပ်ထားတော့လုံးဝစားလို့ကောင်းတယ်။သူရင်းညောင်ရင်းချစ်ကြအောင်ပေါ့နော်။တစ်လက်တောင်ခွန်ကျွေးရ။ကောင်းနေတယ်မဲ့ကြတော့ဆက်တော့ဆက်တယ်ပေါ့နော်။အဆက်အရင်မစားနိုင်တော့အဆက်လေးရှော့ပြီးတော့ခံပေါ့နော်။ ော်ဖြောက်ပြုတ်တော့လေရတာတည့်ရဲ့တိုင်းပဲအင်းစက်ကောင်းလေချွတ်ချွတ်လေးပေါ့နော်သူကတုတ်ထားတဲ့ဟာလေးကမြေပဲလေးလက်ပါတော့ဟိုကစက်ကောင်းလေသမင်းနဲ့ဆိုင်ရင်လည်းလုံးဝကွက်တိပါပဲပြီးရင်တော့ KTR ကသမင်းပြူလေးနဲ့စားချင်တယ်မို့လို့သမင်းပြူလေးလည်းမာထားရပေါ့နော်အဲ့ဒီမှာရေပွဲလေးရောတော်ပြောခုတုတ်လေးနဲ့ပါရောပြီးတော့စားချင်လို့ပေါ့ကဲသမင်းပြူနဲ့စားကြည့်ရအရသာလေးကတော့ပြောင်းနေပါနဲ့ပေါ့နော်တော်တော်လေးစားလို့ကောင်းတယ် ပြီးရင်တော့10မိနစ်တလုပ်ပြီးတလုပ်စားပါတယ်။အရင်ရတာရှိပါတယ်။ကုန်သွားပြီဆိုတော့ပြန်လိုက်ပါဦးမယ်။အားလုံးပဲတက်တာ။